ားလုံးမင်္ဂလာပါကျွန်တော်နာမည်တန်နီပါဒီနေ့ကျွန်တော်ဈေးမတူတဲ့ டை ဖက်ရှိလေးလုံးကိုကျွန်တော်ဈေးပိုကြီးလေးလေးနိုင်ရီကပိုကောင်းသွားလေလားဆိုတာကိုကျွန်တော်လည်းနည်းနည်းရှင်းပြပေးပါမယ်ဆိုတော့ဒီကောင်ကတော့ entry level ပေါ့နော် டை ဖက် SK ကျွန်တော်တို့ဒေါ်လာ900အောက်မှာရှိမယ်ဒီကောင်လေးကတော့ captain wallet စီကိုရစီကိုတဲ့ရပဲဒါပေမဲ့ retail sale ကဒေါ်လာ1000တပတ်လည်းမှာရှိမယ်ဒီကောင်ရောင်းဝယ်ဖြစ်နေတာ900လောက်နဲ့ရှင်းရှာလို့ရတာလေးရှိတာပေါ့ဒီကောင် captain wallet ပေါ့နော်ဒါပေမဲ့ retail ဈေးမှာဆိုတော့ဒီကောင်ဒေါ်လာ1000ရှိရဲ့ဒေါ်လာ900အောက် ဒါတော့ဒေါ်လာ2000နဲ့3000ကြာပေါ့ True Black Way 58 925အဲ black with the alone represent လောက်တော့ပေါ့နော်ဒါကတော့ကျွန်တော်ရဲ့ omega s&p 300အဲ polar tail လေးပေါ့နော်ဒီကောင်လေးကတော့သူအခု retail ဈေးကတော့ dollar 4000 5000ကျားမှရှိမယ်ထင်တယ်ကျွန်တော်တော့ရုပ်တရက်တန်းတော့မမှတ်မိတော့ကျွန်တော်တို့ဒီ dive watch လေးလုံးလုံးစရှင်မယ်ဆိုရင်တော့ကျွန်တော်တို့ bezel action ကိုစရှင်ရမယ်အော်ကျွန်တော်ဈေးပေါ်ဆုံး sico sk ရဲ့ bezel ပြောရမယ်ဆိုရင်ဒီ ဘယ်ဆိုတော့ဒီလိုနည်းနည်းမညက်ဘူးပေါ့နော်ဒါကလည်းကျွန်တော်တုံးနေရကြာလဲပါဒါပေမဲ့ဒီဘယ်ဆိုအရှင်အရင်မကောင်းဒါ180 clicks 120 clicks အမှတီဘယ်ဆို play လုပ်ရတဲ့ဟာတိတ်မကောင်းဘူးနောက်ဒီဘက်မှာတုံးတာက aluminum ဘယ်ဆိုတုံးတာနောက်ဒီဘက်က bear grip တွေရတော့ဒီလိုပုံစံလေးပေါ့နော်ဒီကောင်ကတော့ဘယ်ဆိုအရှင်အကောင်းကြီးတော့မပေါ့ဘူးဒါပေမဲ့ဒီထက်နည်းနည်းလေးဈေးပိုပြီးလိုက်တဲ့စီကွာကြဘယ်ဆိုအရှင်တော်တော်လေးကိုတိတိတသာကောင်းလာတယ် single click အကုန်ကြားရတယ်ပေါ့နော်ဒါဒီကောင်လေးကနည်းနည်းလေးပူကောင်းတယ်ဒေါ်လာ1000ကျော်လို့ပြောထားပေမဲ့လည်းဒီကေတိုင်း2000တပတ်လည်မှာရနိုင်တယ်ထီဆိုတို့နောက်အခြား Christopher Ward တို့ဘာလို့လဲရှင်းလို့ရပါတယ်ဒီ Seiko Captain Willie ပဲဆိုအရှင်ကဒါပေမဲ့ဒီ Trailer Blackway 58ကတော့ကျွန်တော်အနေနဲ့က ီလေးဦးထဲမှာအကြိုက်ဆုံးသူ့ရဲ့ပန်ဆိုင်အရှင်အားဈေးကတော့အမြင့်ဆုံးထဲမှာမဟုတ်ဒီထဲမှာဆိုတတိယအမြင့်ဆုံးပေါ့နော်ဒီကောင်ကပိတ်လင်းလုံးပြောမယ်ဆိုရင် Rolex Submariner ရဲ့ပန်ဆိုင်အရှင်ထက်တော့ပိုကြိုက်တယ်ဒီကောင်က60 clicks ပဲဒါပေမဲ့အရန်ကိုသူ့ရဲ့ one click by one click ကအရန် pronounce ဖြစ်တယ်အဲ့တော့ the the click ချင်းစီကျွန်တော်တို့ထည့်သွားလို့ပါလေဟိုတော်တော်လေး grippy ဖြစ်ပြီးတော့လုံးဝလှည့်လို့ကောင်းတယ်နောက်တစ်ခုကကြတော့ဒီကောင်မျက်စိမိတ်ပြီးတော့လှည့်နေအောင်ပါဒီ12 o'clock မှာဆိုရင်လည်း indentation တခုရှိတော့မျက်စိမိတ်ပြီးတော့ပြန်လှည့်တယ်ဆိုဒီထက်ကျော်သွားဖို့ဟိုတော်တော်ကြီးဖိလဲမှာရာဆိုဒီကောင်ရဲ့ bezel action fee ကအကောင်းဆုံးပဲဒီ omega လေးကတော့သူ့ရဲ့ bezel action ကိုကြိုက်တဲ့သူတွေလည်းကြိုက်ကြကျွန်တော်အရင်မကြိုက်ဘူးเนาะဒီပုံမှာတုံးထားတဲ့ bezel ရဲ့ material ကတော့ omega အကောင်းဆုံးပဲ ceramic bezel တုံးတာပေါ့ဒီဟာကအရင် grip တိတ်မကောင်းဘူးဆိုတော့ဒီ veneer လေးတွေ scallop bezel လို့ခေါ်တယ်။အဲ့အဲ့ bezel grip ကနည်းနည်းလောက်ပါခတ်တယ်။ဒါပေမဲ့သူ့ရဲ့ bezel action ကလည်း judo လောက်တော့မကောင်းဝင်တဲ့ Seiko Captain Wallet ထက်ရှင်တော့တော်တော်လေးကောင်းပါတယ်။အမှတ်ပေးရမယ်ဆိုရင်တော့ long layer 4 out of 5ပေါ့နော်။ဒီကောင်ကကြာ5 out of 5ရပါတယ်။ဒီ Captain Wallet bezel ကတော့3လောက်ပဲပေးတယ်ကျွန်တော်။ဒီ SKX ရဲ့ bezel action ကတော့ကျွန်တော်2 and a half 2လောက်ပဲကျွန်တော်ပေးခြင်းပါတယ်။နောက်တစ်ချက်အနေနဲ့ကကျွန်တော်တို့ဒီ ပေးရတဲ့ဈေးကွာသွားတဲ့နေရာမှာ9တလုံးနဲ့တလုံးနဲ့ဘာတွေကွာသွားလဲဆိုတော့သူ့ရဲ့ case finishing လို့ပြောမှာပေါ့ဒီချီခိုးကြည့်မယ်ဆိုရင်သူ့ရဲ့ဒါလောက basic finish ပဲဘေးနားလေးက polish ကိုမှဒီနားလေးက line နေရာတိတ်ပြီးတော့မတိတော့ဘူးเนาะဇောင်းနေရာ chamfer ဆေးကိုသူတို့ကတေချာလေးပုံပေါ်ထားတဲ့ပုံစံမျိုးတော့မပေါက်ဘူးအပေါ် brush finishing နဲ့သွားထားတယ်သူ very flat finishing ပေါ့เนาะဒီ captain wallet နဲ့ရှင်မယ်ဆိုရင်ဒီ brush polishing က captain wallet က ဒီဒီ SKX နဲ့ဆိုရင် အများကြီးဒီကောင် more refine ဖြစ်သွားတယ်။ matte ကိုမှ circular finishing လုပ်ထားတယ်။အရင်တော့ကျွန်တော် nail set collecting လုပ်တဲ့ချိန်မှာဒီလို finishing ကဘာမှလည်းသိမ့်မခွာဘဲနဲ့ဘလူတွေလူတွေခွဲကြရလဲပေါ့နော်။ရှောက်ပြောနေရတာပေါ့။ဒါပေမဲ့တကယ်တမ်းအပြင်မှာအများကြီးတော်တော်များများကိုင်ကြည့်ပြီးမှကျွန်တော်ဒီရောက်တည်တာ။ brush polish ကိုအရင်အောင်အမိန်တိုက်ထားတဲ့ဟာဒီကောင်ကတော့ line စင်းနေမပေါ်ဘူးပေါ့နော်အဲ captain wheeler ဆိုရင် သူ့ရဲ့ဒီ grip တွေကမှအဲ bezel grip တွေကစတော်တော်လေးကိုဂိုင်းလိုကောင်းအောင် SK sensation ပေါ့နော်နောက်တစ်ခု bracelet က SK ရဲ့ bracelet တော့ကျွန်တော်စီမှာမရှိဘူးဒါပေမဲ့ SK ရဲ့ bracelet က hollow link စီညာတယ်ဒီကောင်လေးက take go bracelet ထဲမှာတော့နည်းနည်းပိုကောင်းတယ်ပြောရမှာပေါ့ link စီအားလုံးက solid link စီဖြစ်ပြီးတော့ class က milk class ဖြစ်သွားပြီပေါ့နော် press class မို့တော့ SK စီမှာပါလို့မျိုးကျွန်တော်အရင်တော့ video တွေကရှိတဲ့ Seiko SK ရဲ့ bracelet လေးကိုကျွန်တော်ပြအောင်မယ်ဒီကောင်လေးကတော့မတိမတာလေးတော့ ဒီ SK Star တော့ပိုကောင်းတယ် Jewel Black Bay 58ရဲ့ bracelet နဲ့ရှင်တော့ဒီ Captain Wallet ကနည်းနည်းလေးနောက်ရောက်သွားတယ်ပေါ့နော် Jewel Black Bay 58ကကျွန်တော်ဒီ925က bracelet နဲ့မလာဘူးသူ leather strap လေးနဲ့လာတယ်ဒါပေမဲ့ကျွန်တော်ရင်တော့ Black Bay 58 original လေးကိုရှိထားတဲ့ video တွေက footage နဲ့ကျွန်တော်ရှင်းပြအောင်မယ်ဆိုတော့ဒီ Black Bay 58ရဲ့ bracelet ရဲ့ဒီ clutch တွေကဒီ seiko ထက်အများကြီးကောင်းသွားတယ်သူ့ရဲ့ ball bearings တွေတုံးထားတဲ့ဟာ အခွင့်ပေးပါလေတော်တော်တည်တာတယ်ပို့ပြီးတော့ရေရှည်ခံလဲအမြင်ရကြည့်မယ်ဆိုရင်တော့ဒါကိုယ့်အကြိုက်နဲ့ပို့ပေါ့နော်ဒါကျွန်တော် Black Bay 58ရဲ့ bracelet လေးကိုတော့နည်းနည်းပို့ကြိုက်တယ်ဒါပေမဲ့ Black Bay 58ရဲ့ bracelet ကဒီ Seiko bracelet ထက်တော့နည်းနည်းပေါ့တယ်အဲ case finishing က Black Bay 58မှာကြာတော့ကျွန်တော်က925ဖြစ်လို့ဘေးနားလေးက polish တွေပါညာမရှိတာတခုလုံးက matte finish နဲ့လုပ်ထားဒါပေမဲ့ Black Bay 58 original နဲ့အခြား colors တွေမှာဆိုရင်နည်းနည်းလေးပို့ပြီးတော့ case finish ကအဲ refine ဖို့ဖြစ်တယ်ဒီ captain ဝင်လက်ထဲဆိုရင်နဲ့ရှင်ဥပမာဒီဇောင်းနေကြည့်လိုက်မယ်ဆိုရင် तू ကဘောင်ချိုးချိုးတဲ့ဇောင်းက3ဇောင်းလောက်ချိုးတာပေါ့နော်ဒီ captain ဝင်လက်နဲ့ sk မှာကြာဇောင်းတစ်ဇောင်းပဲချိုးတာဒီနေရာလေးကြီးကနည်းနည်းတိတာနောက်တစ်ခုက crown ဆိုရင်သူတို့တုံးလာရဲ့တော်တီးကအလုံး sign crown တုံးထားတယ်ဒီ black base တွေကအနောက်မှာတော့သူရဲ့ open case back ပါတယ်ပေါ့နော် open case back ပါတယ်မှာပါတော့ quality ကောင်းတယ်မကောင်းဘူးလို့တော့မဆိုလို့ဘူးဒါပေမဲ့ မန်နေကြည့်မယ်ဆိုရင်ဒီကောင်လဲ sapphire ဖြစ်သွားပြီဒီကောင်လဲ sapphire ဒီကောင်ကတော့ box dome sapphire ပေါ့နော်ဒီကောင်က plexi glass plexi glass ဆိုတော့နည်းနည်း sapphire လောက်တော့မကောင်းဘူးပေါ့နော်ဒီမှာ air coating မပါဘူးဒါပေမဲ့ဒီ omega ရဲ့ finish ကတော့ဒီအားလုံးထက်အကောင်းဆုံးပဲ sapphire crystal ပါတယ်ဒီ sapphire crystal ပေါ်မှာအပြင်ရောအတွင်းရော air coating လုပ်ထားတာ air coating ဆိုတာ anti reflective coating ပေါ့နော်အပေါ် coating layer လေးတစ်ခုလုပ်ထားတာဖြစ်တဲ့အတွက် reflection တွေကိုနည်းနည်းပို့ပြီးတော့ပိတ်ထားပါတော့ဒါကိုပို့ပြီးတော့ ရှင်းရှင်းလင်းလင်းကြည့်လို့ရအောင်လို့နောက်တစ်ခုကသူ့ရဲ့ case finish ကဆိုရင်ဒီမှာ matte finish ဒီနားလေးကကြာ polish finish အပြောင်သားနဲ့လာတယ်ဒီနားလေးမှလည်းအပြောင်သားဒါပေမဲ့ဒီအတွင်းသားကြတော့လုံးဝ matte finish ပဲပေါ့ဆိုတော့ case finishing က omega tudor ထက်လည်းအများကြီးတာတယ်တုံးထား material ဆီကလည်းတော်တော်လေးဟို next level တုံးထားပါတော့အားကြောင့်မလို့ကျွန်တော်ဟို recommendation video ထဲမှာတော့မှ first luxury watch ဝယ်မယ်ဆိုရင် omega c master ကိုဝယ်ပါလို့ကျွန်တော်အကြံပြုတာ နောက်တစ်ခုက bracelet bracelet ကလူတိုင်းအကြိုက်တော့မဟုတ်တချို့တွေကဒီ bracelet ကိုကြည်နေနေလေးရှေးဆန်တဲ့သဘောမျိုးသူတို့ပြောကြတယ်ဒါပေမဲ့ဒီ bracelet က watch case design တော့တော်တော်လေးလိုက်ပါတယ်တုံးထားတာကလည်းဟို quality တော်တော်ကောင်းတယ်ဒီမှာဆိုရင် quick adjustment ကျွန်တော် Rolex sub ဆီမှာပါတယ်လို့မျိုး quick adjust class ပါတယ်ဒါလေးကိုတုံးပြီးတော့ဒီလိုလုပ်တော့ဗောနောနောက်ပိုင်း shoulder တွေမှာတော့ဒီ T fit class တော့ပါလာတယ်နောက်တစ်ခုက ဒီမှာတုံးထားတဲ့ class က milk class ပုံမှာ double safety button set တုံးထားတာပေါ့နော်ဆိုတော့ omega ရဲ့ quality ကတော့ case finishing ကကျန်တဲ့သုံးလုံးစလုံးနဲ့ရှင်တော့ဒီကောင်နံပါတ်1ပေါ့5 out of 5ကျွန်တော်ပေးပါတယ် omega တို့က chuder ကတော့4ပေးပါတယ် captain willock ကတော့3 points out of 5 case finishing မှာဒီ sk ကတော့2ပဲရောက်ပါတယ် တတိယချက်ကကျွန်တော်တို့ဒီ dive watch ဒီမှာရှင်းမယ်ဆိုရင် looms ပေါ့နော်ပြောရမယ်လို့ဒီမှာတုံးထားတဲ့အမှုမျိုးအဲ့ looms ကကြတော့ဒီလေးလုံးစလုံးကတော့တုံးထား material ဆေးတော့မတူဆီကိုနှလုံးစလုံးကတုံးထားတာဆီကိုရဲ့ lumi bright material တုံးထားတယ်ဒီကောင်လေးကအစိမ်းဘက်ကိုတွားတယ်ဒီ Tudor Black Bay 58နဲ့ Omega S&P ကကြတော့ super lumino ပေါ့တုံးထားတယ်ဒါပေမဲ့ S&P မှာအယောင်နဲ့အောင်ဆက်ထားတယ်အပြားနဲ့အစိမ်းနဲ့ဆက်ထားတယ်ဒီ Tudor Black Bay 58ကကြတော့တယောင်ဝဲပေါ့နော်လူမရကြည့်တော့ကျွန်တော် loom shot လေးထည့်ပေးမယ် ိုလေးခုစလုံးတော့စေကောကအရင်ကလေးကသူ့ရဲ့ဒီ loom technology မှာတော်တော်လေးကိုအားတာချက်ရှိတယ်ပေါ့နော်ဆိုတော့ဒေါ်လာ1000အောက်ကရှိတဲ့တခြား Swiss နိုင်ငံတွေနဲ့ရှင်တော့ဒီမျိုးလုံးကတော်တော်လေး loom ပိုကောင်းနေမယ်ဒါပေမဲ့စေကောနဲ့ရှင်တော့အရင်ကြီးအကွာချားကြီးတော့မဟုတ်ကျွန်တော်ဒီ loom department မှာအမှတ်ပေးရမယ်ဆိုတော့ဒီကောင်လေးအကုန်လုံးက maybe 3 3 and a half အဲ့လောက်တော့ရမယ်လို့ကျွန်တော်ထင်ပါတယ် ဈေးနှုန်းတွေမှာဘယ်ဟာတွေမှာပွာွားလဲဆိုတော့ဒီ SCA ကနေကျွန်တော်စကြည့်မယ်ဆိုတော့ဒါောက် printing ကတော်တော်လေးကို minimalist ရမ်းကြီးဈေးမကြည့်တဲ့ပုံစံမျိုးသုံးထားတယ်။တာမန်နိုင်ဝါသနာရှင်တွေကတော့တိတ်တိမှာမဟုတ်ဘူးเนาะ။ဆိုတော့ဒီ loom တွေကအကုန်လုံးကအပေါ်ကနေပြီးတော့ printed လုပ်ထားပြီးတော့ဒီကောင်နဲ့ဒီကောင်နဲ့ရှင်ရမယ်ဆိုရင်ဒီ captain wallet ကသူ့ဘေးမှာ loom တွေမှာ surround စီရှိတယ်။ဒီကောင်နဲ့ indices apply indices ဒါပေါ်မှာပြန်ပြီးတော့ indices အတုံးလေးတွေကိုပြန်ကတ်ထားတဲ့သဘောမျိုး။ဒါကြဒီပေါ်မှာပြန်ပြီးတော့ print လုပ်ထားတဲ့ပုံမျိုးပေါ့နော်ဒီဒါရဲ့ quality ဒီနှလုံးရှင်လိုက်ရင်လည်းတော်တော်တိတာပါတယ်ဒီနှစ်ခုရှင်မယ်ဆိုရင်ဒီ captain will အများကြီးတာတယ် tutor black day 58ကကြာတော့ဒါနဲ့ရှင် sk extension ရှင်တော်တော်လေးကိုအလံဝေးသွားတယ်ဒီဒါရောကြာတော့အရန် sloppy ဖြစ်တယ် tutor ရဲ့အော် printing နေနဲ့ဆိုရင်ရှင်းမယ်ဆိုရင်ဒီ captain wallet နဲ့လည်းနည်းနည်းရှင်းလို့ရမယ်ဒါပေမဲ့ tutor ဟာ captain wallet နဲ့အများကြီးမကွာဘူး ် Omega ကျတော့ဒီဒီ down finish ကကျတော့ဒီသုံးလုံးထက်အများကြီးတာဝါပြီ ceramic ဒါပဲတုံးထားတယ်နောက်ပြီးတော့သူ့ရဲ့ဒီ apply indices ကတော်တော်လေးကိုထူတယ် handsets တွေကလည်းအရင်က legible ဖြစ်ပြီးတော့เนาะသူလုတ်ထားတဲ့ down finish ကတော်တော်လေးကိုလက်ရပြောင်းပြောင်းတယ်ပြောအောင်မှာအပြင်မှာတေချာကြည့်မယ်ဆိုရင် shooter နဲ့လည်းရှင်ကြည့်ရယ်ဘာမှမဟုတ်ရင်ဒီ captain wheel နဲ့လည်းရှင်ကြည့်ရယ်ဆိုတော့ဒါတော်တော်တိတာတယ် omega miles away ပေါ့เนาะသူကသူ့ပေးရဈေးနဲ့သူထွက်လာတဲ့ ဟို quality ကတော်တော်တိတိတတ်တတ်ပွားသွားတယ်နောက်ဆုံးအချက်ကျွန်တော်ပြောချင်တာကတော့သူ့ရဲ့ movement ပေါ့နော်အထဲမှာပါတယ်ဒါကတော့ခိုင်းလို့လည်းမရဘူးတွဲလို့လည်းမရဘူးဒါပေမဲ့ intangible feeling တခုပေါ့နော်အဲ့မှာမှစီကိုနှလုံးကိုကျွန်တော်တို့ရှင်းမယ်ဆိုရင်ဒီ SK ဆိုတာ bar movement 7S26 လုံးဝ basic movement တမပီးလို့မရဘူးဒေးဒိတ်တော့ချိန်းလို့ရတယ်42 hour power reserve ပဲရှိမှာပေါ့ဒီကောင်လုံးဝ accuracy လည်းအနည်းဆုံးပေါ့ဒါပေမဲ့ robust တော့ဖြစ်တဲ့ movement တစ်ခုပါပဲ SKH တဲ့နည်းနည်းပိုကောင်းတဲ့ movement ကတော့ဒီ captain wallet ထဲမှာပါတဲ့ movement ပေါ့ဒီထဲမှာတုံးတာတော့ 6R movement တုံးတာတယ်ဒီကိုရဲ့ second tier movement ပေါ့နော်70 hour power reserve ရတယ်နိုင်80လောက်ထိရတယ် accuracy ကလည်း 7S26 တဲ့ပိုကောင်းရတယ်နောက်တစ်ခုကဒီကောင်တန်ပတ်လည်းပြီးလို့ရတယ် accuracy ပိုကောင်းအောင်လုပ်ထားတဲ့ movement လေးပေါ့။ဒါနဲ့ finishing လည်းဒီ 7S26 တက်တော့အများကြီးပိုကောင်းသွားပြီပေါ့နော်။ ဒီနှလုံးထဲမှာပါရမူဖန်ကတော့ခုနစီကိုနှလုံးထဲတော့အများကြီးအာတာချက်ရှိတယ်။အဲသူ့အာတာချက်နဲ့အာနေချက်ကတော့တခုချင်းစီတော့မတူဘူးပေါ့။ဒီကောင်လေးကဒီကောင် tree has movement 25000လားမသိဘူး။ beat rate နည်းနည်းလေးနှေးတယ်။ခုနစီကိုနှလုံးက beat rate က21600ဒီကောင်က25500 beat rate နည်းနည်းပိုတယ်။နောက်တစ်ခုကဒါကတော့နောက်ဆုံး28800ဆိုတော့ဒီကောင်ဒီရဲ့ second sense နည်းနည်းပို glide ပို့ဖြစ်တယ်ပေါ့နော်ဒါပေမဲ့သူ့နှစ်ခုစလုံးကပါတဲ့ movement technology ကမတူဘူးဒီနှလုံးစလုံးကလည်း ခရိုနိုမီတာပေါ့နော်ဒီအိုမီဂါကတော့သူ့ရဲ့ခွေးစရနီးပညာပါသွားတယ်ပေါ့ watch and tech ကကိုရအောင်ဒီနိုင်ခရိုစရနီးပညာအကြောင်းတေချာလေးရှင်းပြထားရှိပါတယ်တေချာအသေးစိတ်သွားလေ့လာလို့ရပါတယ်နောက်ပိုင်းခြူတယ်တွေကကြတော့ဒီအိုမီဂါလိုမျိုးပဲခရိုနိုမီတာ certification တဲ့ပို့တဲ့ methods certification လို့ခေါ်တဲ့ဟာတော့ထည့်လာပြီဒါပေမဲ့ဒီ bike pay 58တွေစထုတ်တဲ့ချိန်တော့က methods certificate ကိုသူတို့အဲစပြီးတော့မကျင့်သုံးသေးဘူးပေါ့နော်ဆိုတော့ omega က method certified လုပ်ထားတာဖြစ်တဲ့အတွက် accuracy တိုင်းတာမှုတွေပါညာဒီ chronometer certification နဲ့နည်းနည်းပိုကျက်တာပေါ့ဆိုတော့ omega certification မှာဆိုရင်တော့နည်းနည်းလေးပိုပြီးတော့အဆင့်မြင့်တဲ့ certificate ပိုရတာပေါ့နော်ဒါပေမဲ့ it doesn't mean ဒီဒီ movement ဒီကောင်းတဲ့ပိုကောင်းတယ်လို့တော့မဆိုလို့ဘူး movement finishing မှာတော့ omega ဒီ tutor ထက်အများကြီးပိုတာသွားတယ် tutor ကနည်းနည်းလုံးဝ basic finish နဲ့ဆို movement နှလုံးကိုကြည့်မယ်ဆိုရင် omega movement အများကြီးပိုကြည့်ကောင်းတယ် အဲကြောင့်မလို့လေဒီကောင်ကနည်းနည်းလေးပေးရတဲ့ဈေးကနည်းနည်းလေးဒီထက်ပိုပါတယ်ဒါပေမဲ့ accuracy ကနှစ်ခုဆုံးတေချာကျွန်တော်တို့ daily ဝတ်မယ်ဆိုတော့နှစ်ခုသုံးကလုံးဝဟိုမသိမ့်မရင်းပါပဲကျွန်တော် Rolex တွေနဲ့လည်းရှင်းလို့ရပါတယ်အဲ့တော့ကျွန်တော်နောက်ဆုံးခြုံငုံပြီးပြောရမယ်ဆိုရင်တော့ပေးရတဲ့ဈေးပိုလာရင် quality ပိုကောင်းကောင်းပိုရလာလားဆိုရင်တော့ short to the point answer တော့ yes ပေါ့နော် ဈေးနည်းနည်းပိုကြီးလာလေလေ၊နိုင်ကြီး quality နည်းနည်းတော့ပိုကောင်းလာလေလေတော့ခံစားရလိမ့်မယ်။ဒါပေမဲ့တကယ်ပြောရမယ်ဆိုရင်တော့ဒီခုနကကျွန်တော်ပြောတဲ့အချက်၅ချက် quality တွေကိုအရင်ကြီးဓာတ်မို့မထားဘူးဆိုရင်တော့ဒါအဲ့လောက်ကြီးထိအရေးမကြီးတဲ့အရာတွေပါ။ဒေါ်လာ900ပေးရတဲ့နိုင်ကြီးကလည်းဒီအချိန်ပဲပြရတာပဲ။ဒါပေမဲ့ a little bit less accurate ပေါ့နော်။ဒေါ်လာ1000ပေးရတဲ့နိုင်ကြီးကလည်းနည်းနည်းလေးတော့ပိုကြီးကောင်းသွားလိမ့်မယ်။ဒါပေမဲ့လူတိုင်းလူတိုင်းကိုယ်အကျိုင်းနေကိုပဲဆိုတော့ဘယ်ကကြည့်ကောင်းနေကြည့်မကောင်းဆိုတာတော့ဒါပြောလို့မရဘူးပေါ့နော် ဒါပေမဲ့တေချာတစ်ခုကတော့ quality ကအတိုင်းလာတစ်ခုထိပိုကောင်းသွားတယ်ဘယ်နေရာမှာ quality ပိုကောင်းသွားတယ်ဆိုတာလည်းကျွန်တော်ရှင်းပြထားဖြစ်ပါတယ်ဒါပေမဲ့ဈေးဒေါ်လာ9000တန်နဲ့ဒေါ်လာ1000တန်ထိကျရင်တော့ဈေးကြီးပေမဲ့လည်းနိုင်ရီကနှစ်ဆပိုကောင်းလာလားဆိုတော့လည်းအဲ့လိုတော့မဟုတ်ပါဘူးဆိုတော့ marginally တစ်ခုနဲ့တစ်ခုကနည်း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 ရင်းစီပဲ အပြောင်းလဲလေးလုပ်လို့ရပါဘောเนาะအဲ့တော့ဒီ Omega ထက်ပိုဈေးကြီးတဲ့ဟာ Rolex Submariner ရှိရယ် Rolex Submariner တော့อ่ะဆိုရင် Omega ထက်ဘယ်လောက်ထိအားတားလဲဆိုတော့ဘာမှတိတ်မရှိပါဘူးအားတားချက်တွေလူတစ်ယောက်နဲ့တစ်ယောက်ခြိုက်ပါပဲဖုန်းนี่လည်းကောင်းပဲဒေါ်လာ9000တန်ပေးတယ်နိုင်ရီနဲ့ဒေါ်လာ9000တန်နဲ့ဒေါ်လာ900တန်နဲ့ကြတော့900တန်နဲ့9000တန်ကတော့ကွာကောင်းကွာလိမ့်မယ်တော့ပြောချင်တာကတော့နောက်ဆုံးကတော့ဈေးပိုပေးပြီးတော့ brand ဝယ်ရတာလဲ မှန်တော့မှန်ပါတယ်။ Omega နဲ့ Rolex နဲ့ရှင်းလို့ရတယ်။ဒါပေမဲ့ Rolex ကသူ့ရဲ့ brand equity က Omega နဲ့အများကြီးပိုကောင်းတယ်။ Omega ကလည်း Chudel ထက်ကို brand equity ပိုကောင်းတဲ့အတွက်ဈေးကိုလည်းပို charge လုပ်လို့ရပါ။အားလုံးပဲဒီ video လေးကို enjoy ဖြစ်မယ်ထင်ပါတယ်။ကျေးဇူးတင်ပါတယ်။